တရဏဂုံကို စိတ်ကထားတဲ့ပုဂ္ဂိုလ်ဖရာတရားတန်ကယရဏသုံးပါးလို့ဆိုတဲ့တရဏကိုကိုယ်ဝယ်စိတ်ကတဲ့ဥပဒကဥပတိကမအမျိုးသားအမျိုးသမီးတရဏဂုံ ကိုယ်ဝယ်တဲ့အကျိုးကျေးဇူးဟာအလွန်ကြီးမားတယ်လို့ပြောတယ်။ယသော်ဗျာဟာတကယ်ကိုအမှန်ကန်တဲ့တရားကိုဟောတယ်။တရားကလည်းပဲတကယ်ကဲတင်နိုင်တယ်။တန်ခါလည်းပဲတကယ်အာယုပြုလို့ရှိရင်အကျိုးကျေးဇူးတွေဖြစ်ပေါ်စေနိုင်တယ်။ဒါကြောင့်မို့လို့ ဖယားတရားတန်ဃာကိုကိုးကွယ်စီကံလို့ရှိရင်ညဆောပြရေကေစီဗုဒ္ဓံတရဏံကတာတိနတေခမိတန်တိအပါယပုမေအပေမကြဘူးလို့ကိုဟောထားတရဏဂုံတီရဲ့နဲ့တရဏဂုံစီကတ်တဲ့ပုဂ္ဂိုလ်ဟာအပေမကြဘူးဆိုတရဏဂုံတီမတီဆိုတာနဲ့ပတ်သက်ပြီးပြောမှဆိုလို့ရှိရင်ဖယားကိုယုံကြည်ကိုးကွယ်တယ်ဆိုတဲ့နေရာမှာလတ်လပါလိုခြင်းလို့ဖယားကိုကိုးကွယ်တာလားဆရာသမားဖြစ်လို့ဖယားကိုကိုးကွယ်တာလားဆွေမျိုးတော်လို့ ဖះကိုကိုးကွယ်လာလားအေးမကိုးကွယ်ဘူးဆိုရင်ပဝန်းကျင်ကကိုယ်ကဲ့ရဲ့ရှုပ်ချမှမှုကြောက်လို့ကိုးကွယ်လာလားအဲ့ဒါလိုမဟုတ်ဘဲနဲ့မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုသိပြီးအော်တကယ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ပါပဲဆိုတဲ့ရည်ရွယ်ချက်နဲ့ကိုးကွယ်မှတရဏဂုံတည်တယ်တဲ့တရဏဂုံယူဝေမဲ့လို့ယူတိုင်းမတည်ဘူးလို့ဆိုတာဒက္ခိနေယတကယ်ကိုမြင့်မြတ်တဲ့ပုဂ္ဂိုလ်တို့အနေနဲ့ကိုးကွယ်မှတရဏဂုံတည်တယ် ေးဖះကငါဆွေမျိုးပဲဆိုပြီးတော့ဆွေမျိုးကိုချစ်တဲ့စိတ်နဲ့ဖះကိုရှ िख ိုးလို့ရှင်ဒါတရဏကုံမဟုတ်ဘူးကို့အမျိုးကိုကဘာမသိညာမသိဒီဖះပဲကို့ဝယ်တယ်ဆိုတော့အမျိုးရိုးလိုက်မိရိုးဖလာပေါ့အဲ့လိုမိရိုးဖလာကို့ဝယ်ရင်လည်းပဲတရဏကုံအစ်စ်မရဟုတ်ညာတိကုလအာစာရဆရာအနေနဲ့ကို့ဝယ်လို့ရှင်လည်းပဲအာစရိယအနေနဲ့ကို့ဝယ်လို့ရှင်လည်းမရဘူးဘယ ကြောက်လို့မကိုးကွယ်ရင်မင်းကိုးကွယ်ရမယ်မကိုးကွယ်ရင်ဘာလုပ်မယ်ညာလုပ်မယ်ဆိုရင်ကြောက်လို့ကိုးကွယ်တာဆိုရင်လည်းပဲတရဏကိုမတည်ဘူးတဲ့ဒါကြောင့်မို့ပဏိပန္ဒဆိုတဲ့ဒီကိုကိုကိုအလေးအမြတ်လက်အုပ်ချီခြင်းရှ िख ိုးခြင်းဆိုတဲ့ဒီအမှုတွေကိုပြုတယ်လို့ဆိုတဲ့နေရာမှာမျက်နှာတဲ့ပုံကတူအနေနဲ့လုံးမတရဏကုံတရားရောက်တယ်လို့ဒီလိုစာပေကျမ်းကမှာဆိုထား တရဏဂုံရဲ့အရှိန်အဝါကိုကြာဆင်းစေတတ်တဲ့အကြောင်းသုံးမျိုးကဘာလို့ဆိုအညာနာနားမလဲတာတခုမသိဘူးဘယ်လိုကိုးဝယ်ရမလဲဆိုတာမသိဘူးနော်တန်တရဟောမဟုတ်ကလားဖះဆိုတာဟောမဟုတ်ကလားဆိုတဲ့မယုံတယုံနဲ့ကိုးဝယ်တာနောက်တစ်ခုကမိစ္ဆာညာနာမှားယွင်းတဲ့အတွေ့အတွေ့အမြင်တွေနဲ့ကိုးဝယ်တာအဲ့ဒါဆိုလို့ရှိရင်ဒီတရဏဂုံဟာယော့နေပြီးတော့သွားလိမ့်မယ်ဒါကြောင့် အတိညာလည်းရှိရမယ်။တန်လျာလည်းကင်းရမယ်။မှန်ကန်တဲ့ညာအမြင်နဲ့ပြည့်စုံရမယ်။မှန်မှန်ကန်ကန်မြင်နိုင်ရမယ်လို့ဒီလိုဆိုတာ။